ိုးဆိုးလိုက်တယ်ပေါ့နော်ဆိုတော့ပွဲစဉ်ကတော့ game number 1မှာ medicine နေနဲ့နိုင်ရရှိတာတယ်ဒါပေမဲ့ပွဲကအလွယ်ကူတော့အနိုင်ရရှိခဲ့တာမဟုတ်ဘူးပြတော်လီကျူတာပန်းသားရုံကန့်ပြီးတော့ပဲနိုင်လာခဲ့တယ်ဆိုရယ်ရလာတခုမှာ game number 2 a+3 ရဲ့ jordan let lancelot တွေတော့ပြန်ပြီးတော့မြင်တွေ့နေရတယ်ပေါ့နော်ဟုတ်တယ် loss နေထားအရာတော့ကျွန်တော် esp late match အရာ kun ck cc အားလုံးဆိုတဲ့တွဲလုံးနေကျွန်တော်မြင်ရမယ် အရင်ရောနည်းနည်းဖလုံးမှဂျူဘလတီများမျိုးတော့မဟုတ်ဘူးဆိုရင်လည်းလောက်ွက်တွေကတော့ကိုယ်စီကိုယ်စီရှိနေအောင်ပါပဲနီကိုတစ်တော်လေးကိုရှော့ကန်နေရရင်လည်းပဲတင်းဆယ်ပံအားလီမာတွေကတစ်ဖက်ဂျန်ကပရက်ရှာပေးနေပြီဗျာလုံးဝကျော်နီကိုအနေနဲ့ကတော့ဒီချိန်မှာတိုက်တဲ့စတိုက်တွေပါရောခံနေရတယ်ဂျီကွန်နိုရီပိုင်းနဲ့ဆိုရင်တင်းမိတ်ကိုစီပေးတိုက်ခိုက်တဲ့တစ်ခုပဲဗျာလက်ဒါဖလိုင်းကလည်းနော့ခ်ဖက်တီပါတင်းနာသေးရဆိုပေမဲ့ဒီချိန်မှာက တမ်းပေါက်တက်ဖို့တည်းရမ်းမလွယ်သူမှက passive ပွားပြီးရှိနေရဆိုတော့ဒီ twitch node ရှော့ချဖို့တည်းဆိုရင် glory one နေပါပြီးတော့လိုအပ်လိမ့်မယ်ပေါ့နော်ဟိုပေါ်မှာတော့ op june တို့နှစ်ယောက်ကတော့ဘွားညိနေဆိုတော့မျက်မှောက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေပိုရဲ့ nick ကိုနဲ့တစ်ခါမှစီးရန်တမ်းပေါက်စီးရန်တမ်းပေါက်ရဲ့ alley 2လုံးเนี่ยပို့ပြီးတော့နာနေရင်းနဲ့ပဲစီးရန် flicker လေးပေးလိုက်ပြီမင်းလေ raise ဖြစ်သွားခဲ့ပြီဗျာဆိုတော့ဒီနေရာမှာတော့ nico အနေနဲ့သူ့ရဲ့ leather flare လေးကတက်လာခဲ့တဲ့ဒီ brace might effect လေးကြောင့်ပဲဆိုတော့လွတ်သွားတယ်လို့ပဲပြောရမှာဗျာသူကိုယ်တိုင်က purify နေဆိုတာဆိုတော့လေဒါ native ကိုဒီထားမှာပေါ့နော်အောက်လမ်းမှာရှိနေတဲ့ buff လေးကိုတော့ပြန်လှည့်ပြီးတော့ပဲဒီ grab လေးကိုရအောင်ပဲစားဝတ်ခဲ့တယ်တင်း င်းဆဲဘန်တော့အာလီအင်ရှိုးနည်းနည်းပြီးတော့အဆင်ပြေနေတဲ့ပုံစံလေးရတယ်။ဟုတ်တယ်ဒင်းဆဲဘန်ဒရိုးနေနေတော့ mat advantages အရာပြန်ကြည့်မယ်ဆိုလို့ရှိရင်လေကျွန်တော်ဒါခါလီယာတွေရှိနေတယ်ပြီးတော့ကျွန်တော် danger grass တွေတိုးလာဖို့အတွက် lucky ဘာရှာအဲ့လေရှိနေရနေတာတကူဆိုတော့ သူတို့ကတော့ပို့ပြီးတော့ Mavengers ရှာလို့ကောင်းနေနေထားမှာရှိတယ်။ကျွန်တော် goal line မချက်အရာလည်း OP ရဲ့ Granger စီ Snow Effect Snow Molly type ကိုသွားဖို့တော်တော်အခုချိန်မှာလည်းဆက်ပြီးတော့ပြင်ဆင်နေရမျိုးတော့တွေ့ရလိမ့်မယ်ဗျာ။ကျွန်တော်ကတော့ CK ကိုလုံးဝနှိမ်ထားရည်ဆိုတဲ့ပုံစံတစ်ခုပဲဗျာ။သူကလည်းကျော်တာ CC တော်အဖြစ်နေရဆိုတော့လေအားလေးပါမှာဒီ Yo Place True Damage နဲ့ကအများကြီးလှုပ်လို့ရရည်ဆိုတဲ့အခြေအနေပဲ။ဒါကျော်ပေါ်လာတဲ့ Juno နဲ့ OP ဗျာ။ OP ကတော့ကျော်လုံးဝဒီပွဲမှာသူရဲ့ဒါ MSA မှာ100% win rate ရရှိခဲ့တဲ့ Grand Jar ကိုသူဆက်ပြီးတော့ကင်ထားသေးရပါဘူး။ဟုတ်တယ်။ OP ျွန်တော်ဒါ win number 1မှာတော့လေ MVP player ရရှိထားသလိုတင်းဆဲမမမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လေကျွန်တော်ဒါ OP ရဲ့ MVP တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Messi, Nico ရဲ့ V2 MVP ကိုလည်းကျွန်တော်တွေးရမှာဗျာ V1, V2 MVP player တွေတောက်လျှောက် တွေးဆုံနေရတဲ့ပွဲတစ်ခုလို့ပြောရမယ်ဒီချိန်မှာတော့ data 5ဖို့တော့နှစ်သိန်းလုံးခေါင်းကြီးနေဆိုင်ကြည့်နေတယ်ပဲ4 vs 4ဆိုတဲ့ situation Granger OP လာကြွားရမယ်ဆိုတော့5 4ဖြစ်သွားနိုင်တယ်ဗျာ Trouble ရဲ့သွေးထုတ်ကနေပါတော့ကန်ဝါခဲ့ဗျာ regeneration on နားသေးရယ် OP လည်းအနားမှာရရှိရယ်ဆိုတော့ fine man ဆိုင်မယ်ဆိုတဲ့ battle တစ်ခုပဲ Nico ultimate လမ်း down နားသေးရယ်ဆိုမလဲ purify လီကတော့ရှိနေသေးတဲ့အခါမှာ tempo ဆွဲတော့မဆွဲသေးဘူး CK သွေးထုတ်ကနေပါတော့ကန်ဝါပြီး you place the cutting ကိုတော့ပေးပြီးသွားရယ်5 4နဲ့တော့သူတို့တွေဒါ zone လို့ပို့စူးစားနေတယ်ဗျာဘိုးရဲ့ပြန်ပြေးဖို့စူးစားတဲ့ခွန် base line ရယ်ဗျာဘိုးရဲ့သွေးတော့နဲနေပြီဟိုးတော့ Christmas Mingo ပြန်ပြီးတော့မအောင်ကြိုးစားမယ် CK လွတ်မြောက်အောင်မလားနေခိုးအကောင်းဆုံးအဆုံးတက်လိုက်သေးတယ်ဗျာ short တဲ့လို့ဒီချိန်မှာပြန်ပြီးတော့ပဲ Jordan 7အနေနဲ့ဆက်လက်ပြီးတော့ယူဆောင်ထားသေးရင်ဗျာเนาะ lucky ရဲ့ retribution ကတပတ်မပေးတဲ့ double retribution ပုံစံဖြစ်နေတဲ့ skin flag ကဒါ retribution ကိုတော့သူနေတဲ့ပူပြီးတော့ပဲကျော်ရအောင်ယူသွားခဲ့တယ်ဒါပေမဲ့ဒီနေရာကို combination ရောက်လာခဲ့တဲ့ဒါ goal line တော့သွားဖြစ်နေခဲ့တဲ့ OP အနေနဲ့တော့သူ့ရဲ့ lane မှာရှိနေတဲ့ goal sheet အနည်းငယ်လောက်တော့တပတ်ကိုပြန်ပြီးတော့ပေးလိုက်ရတယ်ဗျာဟုတ်တယ် goal sheet ပေးထားရတယ် ပြီးသွားရင်ကျတော့ creep တွေလွတ်လွတ်သွားရဲဆိုတဲ့အနေထားလို့ရှိတယ်အဓိကတော့ tin 7အနေနဲ့ data setup မှာကျွန်တော်5 4 setup တခုကိုသူတိဆောက်လိုက်တာကြောင်းလဲပါလိမ့်မယ် loss အနေထားရတော့ boy ရဲ့နေလဲ full timing ရလာတဲ့အတူပဲသူစီက rotation တွေကျွန်တော်စပြီးတော့မြင်ရတော့မယ်နောက်မှ12လာမ Nico Chris Mingo တွေဒီဘလောက်ကြီးစွမ်းထောက်အောင်မလဲ American Flash တက်ဒီပန်ချာကြီးကြားထဲမှာတော့ခွန်စိတ်ကြီးအဆုံးသပေးလိုက်ပြီဗျာဆိုတော့ဒီနေရာမှာတော့သူလက်တော့ပြန်လိုက်တယ်ဆိုရဲပုံစံတစ်ခုပဲဗျာနော်2001ဆိုရဲအချိန်နေမှာကျော်ဟီရိုဂိတကောင်တော့ပြန်ပြီးတော့ပဲမက်သစီအနေနဲ့ရရှိထားတယ်2001ဆိုရဲပုံစံနဲ့ပဲကျော်ဟီရိုဂိတကောင်အသာတက်ဒီပီအလရဲ့ဖြစ်တဲ့အတွက်ကြောင့်ပဲ network ရဲ့အရာကတော့အနေငယ်ကွန်အားချက်လीတော့ရှိတော့ရှိနေလိမ့်မယ်ဒါပေမဲ့လည်းယာကနန်းပါပဲတိတ်ပြီးတော့ပြောစရာတော့မရှိဘူးဗျာဂျန်ကဖေးစုဖေးရပြန်ရှင်ရမယ်ဆိုရင်လည်းကျော် utility channel နဲ့ assassin သွားဖြစ်နေရဆိုတော့ king flag ကနည်းနည်းလေး mobility ဘိုင်းမှာမြန်မလားဗောလေဒါပေမဲ့ lucky ရတော့ level 7ဖြစ်ပြီဟုတ် lucky level 7နေပြီးတော့ရောက်နေပြီဗျာ ိုရဲအနေနဲ့ဒီချိန်ထိမှာသူ့ရဲ့ pick off ကိုစားပြတ်မတွေ့ရသေးဘူးဆိုတော့ညာလေ game player rotation နဲ့ပုံပြတ်ဝင်နေတယ်လက်ကြီးဆိုပြေးဝင်လာပြီတန်ပေါက် 马鲁伊安那边说，我的 D C N D 曼，那泰兰欧尼亚 C 位置上边，UDIO 打的犯规，被，被萨拉德雷布救下，尼扎拉比亚。那我们这七三零这边，尼迪雷卡伊那边扣满了，泰巴欧尼那边，奥迪迈库纳格佩莱德，印尼库乔梅乔里，啊，这边，Respo，乔库拉欧加罗 PMIO 被单，泰拉梅苏埃，印尼库伊亚，打的波兰梅苏伊尼，尼库阿罗龙瓦乔，C 布雷姆那边，他 Crispo 维奇哥西亚手里，这边 Pure Fine，他投瓦拉泰安那边，梅梅，库纳鲁比欧，那边，哦耶，泰拉梅苏伊拉，OP，PK，那边来呀，被 Ken Flash，乔 PMIO 被打的丢三，乔 PMIO 那边卡伊那边丢满了，Popline。 redistribution ပေါက်လိုက်တော့လေ OPC ကိုဝင်သွားတဲ့သွေးတွေဖြစ်လာဆိုတော့လေမတည်ပါဘူးဗျ OP ကတန်ပေါ့ဘက်ကကြပြီးရလေလေကောင်းဆိုတော့မှ supporting အနေနဲ့ကလေ healing ပြန်လုပ်ပေးလိုက်တဲ့အနေထားဆိုတော့ OP 龙喵龙多哎，这座鸟来都灵嘛喽，特别的不 Juno，灵鬼的三五罗周遭，每出门都单跑，他他不周遭为么嘞？那么 Profile 这尼是罗，超龙超的 Profile 来的尼罗，像比较差的，这样怪听的偏青呢青的，酷嘛罗 Juno，有几比亚哦。算 lucky 吧，小龙阿弟阿比亚，算打的打的酷嘛罗，Hero 的 P 来阿比亚，开单交呗，没得 Scene 尼罗，尼尼阿玛 Four 走 Five 做 Situation，但是这样阿咪不 knocking flat，打 every turn 活血的，他们单跑，这尼勒 ambush 了阿开单 kill 的，不然尼龙阿不提尼乌家，来得 strike，特别阿不切，P 来开单 kill 阿多。 打野船飞的，又给、oh, Flash，打野船又把第二个飞了，打野船又撇开，那那么 lucky，又来 P20，又来 CK，又来打野船，直接打野飞了，又来补野的，搞了炸外包，给 Flash，那我这边 Four 百的啊，这三包，这边没有超维达，这边嘛 Ten Seven。 တို့နေနေတော့ကြောင့်ဟီယူကီဘိုရဲကိုရလိုက်ပြီမဲ့လေဘိုရဲရဲ့ထိန်းချုပ်ချက်ကြားမှာတော့ lucky တာဒိုစီဘူးရှင်းပေါက်ခွင့်တော့ဆုံးရှုံးသွားသေးတယ်ဗျာ game flash နေတော့ online တော့ rotation ပြန်ကြထားသေးတယ်5 minute timer တစ်ခုအထိမှာနှစ်သင်းလုံးကညင်းမြနေသေးပဲလို့ကျွန်တော်သုံးသပ်ရမှာပဲဗျာ nova gap ပြ 0.4k ဆိုတော့ goalie lock ကိုတော့10 7ပိုင်ဆိုင်ထားမှာမဲ့အဲ့ဒီအရာဒီလက်အဆုံးဖြတ်တစ်ခုတော့ဖြစ်မနေသေးပါဘူးဒီချိန်မှာတော့ကျွန်တော် OP ရဲ့ပြည့်ချက်တည်းကဘယ်လောက်ထိအရေးပါလဲဆိုတဲ့အရာတစ်ခုတော့ပြန်ပြီးတော့ကြည့်ရှုရမယ်ဆိုတဲ့အခြေအနေပဲဗျာနော်ဒီမိတ်တီအရာပြန်ကြည့်ရမယ်ဆိုရင်လည်း final slot တွေ tire strike တွေဒီအရာတွေပေးပြီးတော့ ဒါ pick out တွေပြန်ပြီးတော့လုံးတယ်ဆိုပေမဲ့လေတစ်ဖက်မှာက assassin assassin jungle ဖြစ်နေခဲ့တဲ့ king flat တွေသူ့မှာက thornus root 3 line target ကပျောက်သွားတယ်ဟုတ်တယ် thornus root 3 line မယ်ဆိုလို့ရှင် target ပျောက်သွားတဲ့အချိန်တစ်ခုမှာ aim mode တော်တော်လေးခက်ခဲသွားတဲ့ situation တွေလည်းရှိတယ် loss တွေတော့41 sticky founder မသတိပြောင်းထားတယ်တစ်ဖက်မှာ tin 7တောက်ချောင်းတိုင်းတကြမှာ bow yeah အနေနဲ့ထပ်ပြီးတော့ပဲသိဆုံးသွားခဲ့ရပြန်ပြီဗျာကဲဒီနေရာမှာတော့ကျွန်တော်ဘူရဲအနေနဲ့သိဆုံးတာဒါနဲ့ဆိုရင်တော့သူ့အနေနဲ့2ချိန်လောက်တော့ရှိပြီဗျာနော် နောက်ပိုင်းဒီမှာတော့ OP Sky Media ဆိုပါလာမယ်ကျွန်တော်သူတတိထားဖို့တော့လိုတယ် study တအားများအောင်မယ်ဆိုရင်လည်းဒီခွန်တို့ Nico တို့ Juno တို့ Jin Flat တို့ 3S Creed ဖြစ်တဲ့ hero တွေ damage ပေးနိုင်ခဲ့တဲ့ damage dealer တွေဒီຢာတွေလည်းပြန်ပြီးတော့ပြဿနာတက်သွားနိုင်တယ်ပြီးတော့တစ်ဖက်မှာရှိတာ OP က100% worry ဖြစ်နေရဲ Granger ဖြစ်နေရဆိုတော့သူစောရတာတော်တော်လေး comfort ဖြစ်နေရဗျဟုတ်တယ်အပေါ်လန်းကတော့ OP ထပ်ပြီးတော့ town design စာသုံးထားနေရင်လည်းပဲဒီချိန်မှာပြန်ကြည့်မယ်ဆိုတော့ Juno နေနဲ့ထပ်ပြီးတော့ပဲသူရဲ့ဒါ time တစ်ခုရောက်လာဖို့စူးစမ်းအောင်မယ်ဗျ Career နေနဲ့တော့ ESP လေးကိုပြန်ချိန်းထားပြီးတော့ family ကိုပြန်ရှာနေရတယ် တရှိမှာ OP နေတော့ level 9ဆိုတဲ့ပုံစံတစ်ခုနဲ့1 02 KDA အများကြီးတော့ဘတ်တင်မှာ live ပြခွဲလို့ရနေပြီ game flash 然后你翻杀，这边就从那时候出来，什么 OBZU，飞外嘛，can flash，让五只刀你这边。Bloody Rejuvenation 帮我来得卡嘛，对啊，这刀你干扰我这边，Lucky 我这边有 UPLACE，卡你这边也是，我这边跳那 fuse 下的 KNAZE，所以，所以 allowed 你这边叫瓦给，我这边把 CFLY 给偷米罗偏发来样的，所以你 go on regeneration 偏老古，对啊，刚好偏马路亚那边偷到的，Raise my opinion，所以，所以以前卢尔战斗部队我这边三步多以前给的。对，战斗部队我这边三步多，所以，所以你这边从那路旁边中单的你打的酷比亚，但是因为所以阿德这边的 UBZU 挡给。 တစ်ခုတော့သူတို့ပေးလာပြီ first game ပေးလာတာဗျအဲ့တို့ကြောင့်မလို့တော့တစ်ဖက်မှာဂျင်းတို့ဒါသူ့ရဲ့အခြေတစ်ခုရောက်လာဖို့ ဒါရှိနေပြီလားဆိုရင်မေဘိုထုလည်းပြန်ကြည့်ရမယ်အောင်တော့ပြန်ကြည့်မယ်ဆိုဘူရဲနဲ့ခွန်ကပြန်ပြီးဟိုးထားပြီးဂျားမှာတော့ဂျူနို first round တိုင်းစားသုံးဝင်ရမှာဗျာဆူနာမီစလန်ဝေါ်ကမကြော်ဝါးဆိုတဲ့ခိုက်တဲ့ခုမှာတော့တပ်ပြန်တော့ထောက်ခံလိုက်ရတယ်ဗျာဂျူနိုလည်း online first round တိုင်းတော့ရရှိသွားခဲ့ပါတော့အဓိကတော့တာဝါချိုးဖို့အတွက်ဘူရဲနဲ့ခွန်က front line မှာသွားပြီးကြည့်ပြီးသားဆိုတဲ့အခြေအနေတခုပဲဒါပေမဲ့နောက်ပိုင်းကျရင်တော့ဘလင်းစပယ်တွေမရှိတဲ့ကာလာတွေမှာစီးရင်ရဲ့ dramatic situation နဲ့ထွက်ဖို့အတွက်လွဲပါမလားပေါ့လေဟုတ်တယ်စီးရင်သူစီက manipulation ထွက်လာမယ်ဆိုလို့ရှင်တော့အကောင်းဆုံးဆိုတဲ့ပုံစံမျိုးတွေဖြတ်သွားနိုင်တယ်တော်တော်ညာလည်းတစ်ဖက်မှာပြန်ပြီးပြခွဲမဲ့ damage တွေမားလာမဲ့ damage တွေလည်းကြံ န်နေသေးတယ်။ဒီမှာတော့ဘိုးရဲ့၃ယောက်ကြားထဲမှာပြေးဝင်ထားတယ်။ manipulation နဲ့ပြန်ထောက်ထားရကြမှာ OP damage ကနားတယ် slam ကြမှာ con တော်လေးသွေးနဲ့နော်နောက်ထပ်ပြန်ပြေးတော်တာသေးတယ်။ lance dash 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 ကြမှာ OP only execution give flash of dash ကြမှာ down the goal shit okay Game flash 担心我们中单位，我们没压力，有 CK Game flash 领先，有啥子？Standard Life 要比他得开得久，我们有 Tempo，有 Hero Gear，没压力，有 Toil，没雷劫，有八个 Game flash，那没人来，有得开 Flash Mode，有得六招瓦给你。开这里，反正 Dash 的，就西岛的长路 Strike，反正就是多米奥开那个，所以开这里，有多米奥追来压的，别跑掉。提不提 Defy 马喽？那 KO 就 Game flash，六块有多米奥追来压的，没马来拆掉长路 Strike，要比他这些怎么来控？但是 Strike Three 马就不用，从哪马就西尼的呀？The Wheel 朝我们煎的呀？ ကင်ဖလာရဲ့ပန်ချာတွေချားမှာတော့တစ်ခါမှ OP ဟီယူကီပေးနေတာနှစ်ခါလို့ရှိပြီเนาะဒါတော့ဝဲဆိုတော့မကြံနေသေးရဲ့ဆိုစညာလေနီကိုလက်ကီရဲ့ထောက်ချက်ချားမှာဟီယူကီကပေးလာတယ်ခေါင်းနဲ့ပြန်ပြီးဘတ်နေရရင်ဒါပတင်း7တချို့ဒီမှာသူတို့ရဲ့ဒင်းဖောင်စီရိုးရွေးနေတဲ့ပုံစံတစ်ခုတော့မဟုတ်နေသေးဘူးဗျမတစီကင်ဖလာရဲ့အဆက်သနေချင်းတွေချားမှာတော့ဒိန်းကြားကလည်းဖြစ်နေတာတကြောင်ကင်ဖလာရဲ့အဆက်သနေချင်းကလည်းအားကောင်းနေအရာတစ်ခုချားမှာတင်း7စီကလိုအပ်နေတဲ့ KD ကိုတော့ရအောင်ကောက်ထားနိုင်သေးတယ်ဗျာ OP နှစ်ခါလောက်သာတည်တာဗျာသူရဲ့ KD ရကောပြီးတော့ Jordan Network ရအောင်ပြန်ကြည့်ရမယ်ဆိုရင်တစ်ခါက ဂျူနိုထက်တော့မတာနေသေးရဲ့ဆိုတော့သူ့ရဲ့ family space ကိုသွားပြီးတော့ short out လုပ်မရအောင်ဆိုတဲ့အခြေအနေတစ်ခုပဲဗျာ game number 1မှာလည်း moscow နဲ့အများကြီး fan ရဆိုရဲမခိုက်တန်းတွေကိုတွေ့ရတယ်ဒီအချိန်မှာတော့ nico အနေနဲ့တစ်ခါတော့ထေွားခဲ့ရဆိုမလဲသူထဲထားတဲ့ item sky pieces ဆာဗျာဆိုတော့ glow in one နဲ့ sky pieces ဆာဆိုတော့တစ်ဖက်မှာရှိနေခဲ့တဲ့သွေးရောတဲ့ကောင်တွေအကုန်လုံးသွားကင်းယူပါတစ်ဖက်ကသူ့ရဲ့ teammate ဖြစ်တဲ့ max span goalin ကတော့အဲ့လောက်ထိကင်းမလို့ဗျာသူအား jordan test me 23ယောက်ပြီးွားရင် better combination လုပ်လို့ရရဆိုရဲအခြေအနေတစ်ခုဖြစ်တာဆိုတော့ဒီ lobby တွေကတော့ဒီချက်ပေါက်အဆုံးဖြတ်ဖြစ်မဲ့ now အကက်တစ်ခုတော့ဖြစ်သွားနိုင်သေးပါဟုတ်ပါတယ်ဒီချိန်မှာလဲကျွန်တော် juno ရတော့ fan နေနေဗဒီမဟန်တာတချောင်းတော့လိုမယ်တသိန်းတော့လည်းဂျူနိုအတွက်တော့ fan space တော့ပြန်ရှာပေးနေနေဗမတစီဂျူနိုရဲ့ပြခွဲချက်နဲ့အတူ online ပြလာမယ့်အရာတခုတော့ဒီချိန်မှာရရှိသွားနိုင်မလား10-7 long maro zone တော့လို့ကြိုးစားနေတဲ့ Nico ဒီဘက်ပြေးဦးလား stand နေ damage ကြမှာ Nico စပီးတော့ OP Hugh ပြေးတာတော့ shot ဝင်လုံးနဲ့ကြမှာ manipulation နဲ့ပြန်ဟန့်ထားသေးတယ် but line နဲ့ပုံရဲဝင်လာမယ်လည်းမရသေးဘူးပြဟိုးနမခေါ်မှာ Hugh တပ်ပေးလိုက်နေဗ10-7 Leo လောက်ကြံသေးတယ် King flash tap your bad line မှာဈေးရစီပြေးဖို့ကြိုးစားနေမှာ King flash ကျွန်ွဲ့ဒါပကိကြားမှာတော့မက်တစီယူကီသုံးအောင်ဒီမှာရရှိခဲ့သေးတယ်ဗျာ What a play King Flash တကယ်ကိုကောင်းတဲ့ performance တွေကိုဒီပွဲမှာပြသနေရင်းနဲ့ပဲသူက Lancelot Dash တွေ pump ချတယ် Thomas Rowe တွေဒီຢာကြီးကတကယ်ကိုကောင်းကောင်းနေရဲ့ခိုက်တဲ့တစ်ခုမှာတော့လုံးဝလုံးဝဆိုဆိုကတ်တင်းကိုချိန်လိုက်ခဲ့တဲ့တစ်ဖက်ကနေပြီး OP ကိုလည်းတန်းဖြတ်တယ်ပြန်ပြေးသွားတဲ့စင်းအောင်လည်းရရင်ရဆိုသူက pump just step တင်နေ Likewise ဆိုရဲ့ခိုက်တဲ့နေတော့လည်းဆက်လက်ပြီးတော့ပဲမက်တစီဘက်က King Flash ပဲတိတ်ပိုက်သွားရင်နောက်မှာတော့ကဲအကောင်းတဲ့ပုံစံတစ်ခုတော့ဒီကိနေ့မတူးမှာပြသနေခဲ့တဲ့ဂျန်ကင်းလေးမက်ချ်တစ်ခုတော့တွေ့နေရတယ် ်ဒီချိန်မှာတော့ရရှိသွားတဲ့ lock လည်းတူပဲဒီချိန်မှာပြန်ရှာအမှဒီသူတို့အတွက် lock tower advantage တွေကိုပြန်ပြီးတော့ရှာဖွေရတော့မှာဗျာကဲ lock နဲ့တူ tower advantage ဘယ်လောက်ထိရရှိသွားနိုင်မလဲတော့ထက်ကြည့်ရမယ် game flash အနေနဲ့တော့တသိန်းလုံး10 7အနေနဲ့တော့သူတို့ရဲ့ hero တွေတိုင်းမှာ game flash ရဲ့ fan charger တွေမရှိတာလုံးဝကိုမရှိတော့ဘူးဆိုတဲ့အနေထားတစ်ခုဖြစ်သွားပြီ lucky အပေါ်ကတော့ defend ကိုပြေးတက်လာနိုင်တယ်ဗျ lock လည်းကျန်နေသေးတယ်ဘိုရဲရဲ့ pick off ကြမှာတန်းပေါက် ေါက်သွားမလားစလန်အင်ဦးရဘိုရဲနဲ့ဟိုးနောက်ထဲကိုဖလစ်ကာနဲ့ပြတ်ထွက်လာရတယ်ဗျာဆူနာမီစလန်တော့ကြားလိုက်ကြအဲ့တည်းကြောင့်သူရဲ့တင်းမိတ်တွေဖြစ်တဲ့ဂိုးလိန်လာတွေပြီးသွားရင်မင်းမိတ်တွေချန်ကင်းလာတွေကျွန်တော်ဝင်ထွက်ကတာလည်းအဆင်ပြေမယ်ဆိုတဲ့အခိုက်အတန့်တစ်ခုပဲဗျာကင်းဖလက်ဒီရှင်မတော့ပုံမှန်ရှိနေ second turn တော့သွားပြီးတော့ forging နာမယ်လွယ်တော့မလွယ်ဘူးဗျာအကောင်လုံးဝိုင်းကရဲခိုက်တဲ့တစ်ခုမှာတော့မလင်းရဲ့ turn တစ်လုံးပဲခွင့်ပြုလိုက်ရတယ်ဒါပေမဲ့ online inner turn တစ်လုံးတော့ creature ရဲ့ဒဏ်ကြောင့်ပဲကျိုးဖို့အတွက်တော့များတယ်အပေါ်မှာလည်း CC ကသွားပြီးတော့ push နေပြီဆိုတော့တောင်းလိန်လုံးကနေပြီးတော့ပဲ split တက်လာတဲ့အရာတစ်ခုတော့ကျွန်တော်တင်းဆက်ဘက်နေမှာခံစားနိုင်နေပြီဗျာဟုတ်တယ် low advantages ရ ြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ်လန်ထာရန်နေကျွန်တော်အော်လန်ထာရန်နေတောက်ရှော့တွေကိုမတစီရရှိထားနေတယ်ဗျဒီပွဲဥဆောင်ဝင်းရောသူထပ်ပြီးရရှိသွားပြီ11မိနစ်တိုင်းပြီး415ကိုဆိုတော့ဂိုးလီကြားမတင်7 ရုံထွက်နိုင်မလားလဲကြည့်ရမယ်။ OPA damage ဘောမှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Sky Pizza နဲ့ဆိုတော့ကျွန်တော် Hyuki ရလို့ရှိရင်အဆင်ပြေနေတယ်ဆိုပေမဲ့လည်း Hyuki ရဖို့ခွင့်လန်းနေတဲ့အချိန်တစ်ခုမှာ data တစ်ခုစီ damage ထွက်လာဖို့တော့တော်တော်လေးရာခိုင်နှုန်းတော့နည်းသွားအောင်ပဲဗျာ။ချိန်တိုင်းတာတစ်ခုကြီးတော့ပြန်ပြီးတော့ပေးမှရမယ်ဗျာ။သူတို့ဖန်တီးလာခဲ့တဲ့ pick up နဲ့ Sky Pizza stock မြင့်တင်မယ်ဆိုရင်ရွေးချယ်တစ်ခုကဒီအချိန်မှာအရင်အဆင်မပြေသေးဘူးဆိုရဲခိုက်တောင်သွားတွေ့ရတယ်။ဒါဒီလေတစ်ဖက်မှာရှိနေခဲ့တဲ့ mismatch နဲ့ goal line နာ purify နေနဲ့သွားပြီးဖြစ်နေပြီဗျာ။ဆိုတော့တန်းပေါက်ဖန်ဖို့တော့ကဒီအချိန်မှာခွန်းရှိမယ်၊ဘိုးရဲရှိမယ်၊ king flash ရှိမယ်။ဒီနောက်ဒီသုံးပုံရှိရဆိုမှ ည်းကင်ဖလက်ကဂျော်ဒီဘတေဟိုသူကစပယ်ခုံနဲ့ဒီဆောက်မှာဝင်တာကြော်ဖရွန်လိုင်းမှာရှိနေခဲ့တဲ့ဘိုးရဲကပါဝါလေးပြဿနာမရှိဘူးသူကိုယ်တိုင်က sacrifice role ကိုင်နာဖြစ်တဲ့တကြောင်ဒီ pick up မတုံးခင်မှာတေဝိုင်းရင်လေသူ teammate ကဒီ tsunami slam မရှိဘူးဆိုရင်ဘတေဆိုင်ကတော်လေး comfort ဖြစ်တယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျာဘတ်စုံလေးကိုပါဝင်လာခဲ့ပြီနီကိုကတော့တကယ်ကိုအဆင်ပြေနေတာနောက်ထပ် ida base ပြောဆက်လက်ပြီးတော့သွားနေသေးတယ်ဆိုပေမဲ့ sky pieces ကပါနေသေးတယ်ဟိုနှစ်ယောက်ထဲနဲ့ position အောင်သွားပြီလားနီကိုပါသွားမှုစူးစမ်းနေထွက်မှာတော့ခရစ်စမင်းကိုလေးနဲ့ပတ်တီလေးနီကိုပြင်းပြချောင်းပြထားသေးတယ်ဘတ်လိုင်းနဲ့ဝင်လာပြီးတော့ king flash ပန်ချောင်းစာပြီးဆွဲနေပြီ OP ရပြခွဲနေရတော်တော်လေးတော့ကောင်းနေတယ် Game Flash ရောက်ကိုပြေးလိုက်သွားနေတယ် OP နောက်ကိုကက်ထားဝယ်မလဲမလွယ်သေးဘူးဟိုးကမစီခေလေးပြန်ကြံပေးမယ် Flicker Timing တော့ပါလာခဲ့တဲ့ဖိုးရဲ့တက်ကြမှာတော့ Game Flash ပန်ချိုင်ချက်ဆွဲနေနေဘိုးနမတို့ CK လုံးဝတော့မသိသွားသေးဘူးဗျာ။ PO တော့သူရအောင်ပြန်ယူလိုက်တယ်ဆိုမလဲ။ဒီဘက်မှာ CK အနေနဲ့ကတော့ dash lift ချက်သုံးလိုက်တဲ့ခါမှာတက်လာတဲ့ brace my peace fair fast ဒီရာကြီးကမှတော့ညှောက်သွားခဲ့တယ်။နှစ်ကောင်နဲ့ defend ရမယ်။တပွေးရတော့ CK ကတွဲလုံးလေးတစ်ခုမှတော့ number 3 Juno ပြစ်ချက်နေတဲ့အထူးပဲနဲ့ CK ပြစ်ထွက်နေတော့ပဲနောက်ဆုံးအချိန်ဒီကို still လာရှိနေတဲ့ခါမှာ Zian ပြန်ပြီးတော့ပြေးထွက်သွားတယ်ဆိုမလဲ။ unstoppable ပဲ ठी ပါ။ fighter step lean နဲ့ပဲ Juno တိမ့်ပဲလို့သွားနေတော့ပါတော့ main machine ရဲ့ mega rider တစ်လုံးကိုတော့ထပ်ပြီးတော့ပဲ TSA ban ခွင့်ပြုလိုက်ရပြီပဲဖြစ်ပါတယ်ဗျာ။ နီကိုနောက်တော့ CK ပြောင်းလို့မယ်နီကိုမူမဝီလင်းနဲ့ပဲရှောင်ပြထားသေးတယ်နောက်မှလည်း lucky ပြေးလာနေပြီတမ်းပေါက်လည်းလာနေပြီ quick moving ကိုနီကိုပြန်ပြေးဖို့ကြိုးစားမယ်လေ3ရောက်လောက်ချားမှတော့ဘယ်ညာလေးတော့ရှိန်ပြတယ်ပြင်မယ်လေ and story ပဲပါ CK CK နဲ့အကောင်းဆုံး hero ကိုတင်ပိုက်ထားသေးတယ်ဗျာ။ညီမတို့ CK သူ့ရဲ့ hero ကိုလုံးဝဆိုသလိုပဲတော့ calculation လုပ်ထားရဆိုတဲ့အချိန်တွေတခုပဲဗျာ။သွေးပြည့်ရှိနေခဲ့တဲ့ Lee ကို live ပြီးတော့ dive ပြီးသိနိုင်နေဆိုတဲ့အရာတခုသူကောင်းကောင်းတွေ့ချလာတာ။ဆိုတော့ဒီညီမ OP CK lucky 3ရောက်ပေါင်းပြီးတော့ပဲ damn power ရဲ့ pick up တွေကြားထဲမှာဒီ medicine ရဲ့လိုအပ်နေခဲ့တဲ့ lot နောက်တဲ့တစ်ချိန်ကိုသူတို့ပြန်လှည့်ပြီးယူပြဖို့အတွက်ကတော့စောင့်နေသေးတယ်။ဒါပေမဲ့လည်းနောက်မှ kill flat တို့ Nico တို့ပြန်လှည့်ပြီးတော့ထွက်လာခဲ့မဲ့ response တခုရှိတာဆိုတော့လေ5 versus 5 saturation တခုကတော့ထပ်ပြီးတော့ပတ်တယ်ဖြစ်ဖို့အတွက်များပါဗျာ။ ရဲ့နော် crash လေးထဲမှာတော့စောင့်နေရင်းနဲ့ပဲတို့မှာလည်းဇီးရန်တွေကတော့ရောက်လာလာနေပြီဗျာ5 vs 5 situation ကျွန်တော် game flash နေတော့ဒါ long down မှာစပြီးတော့ပဲလောက်သွေးချုပ်အိုးတော့ကြိုးစားနေတယ်နောက်မှလည်း op ပါနေနေတာတခုဗျာ5 vs 5မှာ ဘယ်တရအသာသီးရသွားမလဲဘယ်တရဥဆောင်ဝင်ရသွားမလဲဆိုတော့ပြန်ကြည့်ရမယ်လောစ40 minute time မှာ hero gezi ထွဲထွဲနဲ့ညီမြနေတဲ့ပွဲတစ်ခုလို့ပြောရမှာပဲဗျာဒီချိန်မှာ opo နှစ်ချိန်လောက်တီးတီးကျော် king flat အနေနဲ့သွားတက်လိုက်တယ်ဆိုရင် impact တစ်ခုက sky bear stat ကို short chart တယ်ဆိုရဲအခြေအနေတစ်ခုပဲဗျာနော်အရင်မပြားသေးတဲ့ lethality passive ဖြစ်တဲ့တကြောင် ob အနေနဲ့ဘယ်တပြေး fight တွေမှာသူရဲ့ damage ဘလောက်ပဲပတ်ပါ finishing mark အနေမှာအားနည်းနေဆိုရဲအရာသွားပြီးတွေ့ရတယ် king flat ကတော့ဒီချိန်မှာ hand strike တွေမှာထပ်ပြီးထည့်ထားသေးတယ်ဆိုတော့တော်တော်လေးများတဲ့ damage တွေကိုပေးပါဗျာနောက်မှ lucky unity stat ပေးထားတဲ့အခါမှာ ကျူးလို့ purifier သုံးလိုက်ရပြီတဝေးတော့ draw ကိုဖြတ်ကန်လာပြီ tower ထဲမှာ lucky နဲ့ manipulation ပြတ်ခင်းလာခဲ့တော့မဆုနဲ့မဆက် power သူ nico tent down fan execution tornado ပြန်ပေးတော့လေ kill flag နောက်မှာ manipulation pump charge ကြားထဲမှာတော့ cyan လေကတော့ပြန်ပြတ်ပတ် tornado ကြားထဲမှာ vertical op တောက်ရှောက်ပေးနေတဲ့ damage wrestle ဒီနေကြားထဲမှာအကုန်လုံးပြန်ပတ်လိုက်ရတဲ့ medicity ကိုတိုင်းပဲဖြစ်သွားခဲ့ပြန်ဟုတ်10 7 5 4ဆိုတဲ့ situation တစ်ခုမှာတော့ low ထပ်ပြီးတော့ပဲသိမ့်ပတ်အောင်မလား loss နေထားရတော့ခွန်းလည်းပြန်တက်လာနေထားတစ်ခုမှာ10 7 long နာလေးကနေပြန်ပြီးတော့ပြေးထွက်ထားသေးတယ် ဒီချိန်ထိမှာတော့မက်တစီအနေနဲ့သူတို့လွန်နာလေးမှာစပြီးတော့ advantage ပြန်ရှာဖို့တော့စူးစမ်းနေသလိုဘိုယဲအနေနဲ့ကလည်း pick off လုပ်ဖို့တော့သူ့မှာ ultimate မကြံတော့ဘူးဗျာ king flash နဲ့နှစ်ယောက်တော့မှလည်း ck op ဈေးရန်၃ယောက်ထိမှကြံနေရင်းနဲ့ပဲလွန်နာလေးမှာခေါင်းကြီးတော့ပြန်ဆိုင်နေပြီနီကိုပြန်ပေါ်လာဖို့လည်း3 second ဆိုတဲ့အချိန်တစ်ခုကြောင်းမလို့5 vs 5 situation မျိုးကျွန်တော်ထပ်ပြီးတော့တွေ့သွားနိုင်ပါသေးတယ်ဒီနေရာမှာတော့တစ်ဖက်ကကျွန်တော် tan pocket ဆူနာမီစလန်နေကျော်တစ်ဖက်က CKF Finder Flat တွေဒီຢာတွေကဗတတင်း fight တွေမှာ Candy Boy တခုအနေနဲ့ဖန်တီးပွားနိုင်နေတယ်လို့အခြေအနေတခုတော့ရှိနေမယ် OP ကတော့ခုနကဟီဂိတကောင်ရရှိသွားတဲ့အတွက်ကြောင့်မီ Leader Passive Dance Stack ကတော့ပြန်ပြီး Plus ဖြစ်သွားခဲ့တယ်ဗျာအဲ့အတွက်ကြောင့်သူ့ရဲ့ damage တွေကတော့ကျွန်တော်မြန်ပြီးတော့မြေတွေးရမယ်ဆိုတဲ့အခြေအနေတခုမှတော့ရှိတယ် King Flat ကတော့ကျွန်တော်ခုနကပြောလို့ပဲ Hannah Strike မှာပါလာဖြစ်တဲ့အတွက်ကြောင့်ပဲ Backup လွတ်နေခဲ့တဲ့ OP တို့ပြီးတော့ CN တို့တော်တော်လေးတော့ဇီထားမယ်ဆိုတဲ့အခြေအနေတခုပဲဗျာဟုတ်တယ်ဒီချိန်လေးမှာ16မိနစ် time မင်းမသိစီလွန်လာလေးမှာစပြီးရည်ရည်လေးလုံးနေတယ်အဓိက ော့သူတို့အနေနဲ့ကကျွန်တော်တို့ဒါ law fantasy ဆိုကိုယူဖို့တော့စူးစမ်းနေရအနေထားတစ်ခုပြ။တစ်ဖက်မှာလည်း10 7သူတို့က million ရဲ့ mega town နဲ့ပေးထားတာမျိုးတော့ရှိတယ်။ ဟို game flash လောက်တော့ရောက်ယူလမ်းရင်းနဲ့ပဲ manipulation တားမှာ nico ခရစ်ဆိုမင်ကိုလင်းတော့ပြန်ပြီးပြေးထွက်ထားပါသေးတယ်။ဟို tampa ကိုကျော်တိုက်ဒီအချိန်မှာ tight strike လေးတော့လှမ်းတော့သုံးလိုက်သေးရဲ့ဗျာနော်။ nico နေနဲ့ chris bobbe ကို timing တစ်ခုကတော့ပြန်ပြီးတော့ဆောင်းအောင်မယ်။အာဒီအချိန်မှာ low တော့ရရှိသွားရဲ့ဘက်ကတော့ကျော် teacher ball advantage တွေအများကြီးပြန်ပြီးတော့ရှာဖွေဖို့တော့ရှိတော့ရှိနေပဲဗျာ။ matthew ကလည်းအရင်အသာစီးဖြစ်နေခဲ့တဲ့ဒီ early bait match ဖြစ်နေတဲ့အတွက်ကြောင့်မယ်ဒီအချိန်မှာသူတို့လည်းတတိထားမယ်ဆိုတော့အခိုက်အတန့်လေးကဆက်ပြီးတော့ဖြစ်လာခဲ့ပြီ။နောက်ပိုင်းလိန်ကိန်းတွေမှာအခက်မသိ hero key တွေ opio ပေးလိုက်ရမယ်ဆိုရင်တော့ဒီ lethality passes တွေနဲ့ ဖန်တီးပေးမဲ့ pick up တွေ lucky ရ front line တွေဒါအပြေအမှာ zin and modification zone image တကောင်ရဲ့ပေးမဲ့ zone တွေကိုသူတို့ပြန်ပြီးတော့ဖြည့်တင်းဖို့တော့လိုတော့လိုလိမ့်မယ်ဗျာဟုတ်တယ် long နဲ့တော့တက်လာနေပြီ matsi tin 7ရဲ့ကျုံချိန်ဟုံတွေအကုန်လုံးရတန်ဖို့တော့ဒီချိန်မှာ9ရောက်လုံးပြေးတက်လာနေဆိုတော့ law လက်ပါလာနေပြီ tin 7သူတို့နိုင်ပွဲတွေထပ်ပြီးခီးဆက်ဖို့ဆိုတော့ဒီလောက် defend မှာရတော့မှာဗျာဟိုးတော့မတော့ lance of pancha 40နဲ့ပတ်စက်အကုန်ဖွင့်ထားသေးတယ်စီကီစီပြေးကပ်ဖို့ကြိုးစားမယ်လေမလွယ်သေးဘူး execution နဲ့ပြန်ပတ်ထားနေရရင်လည်း လော့တော့စပြီးတော့ပဲရှင်းခံလိုက်ပါပြီဆိုတော့ဇုံရပြန်ကြည့်ရမယ်ဆိုရင်လည်း CKF Finance Set ကဖလစ်ကလည်းတွေးရိုက်နိုင်တယ်ပေါ့နော်အဲဒီအတွက်ကြောင့် Matic ကတော့အရင်ကျွန်တော် Over Action လေးမလုပ်ဘဲနဲ့သူတို့လိုချင်ခဲ့တဲ့အရာလေးတွေကိုသူတို့သွားပြီးတော့ try နေအဲသို့တော်လည်းမရလိုက်ဘူးဒီအရာမှလည်းသူတို့ပြန်ပြီးတော့ forward လာခဲ့တယ်ဒေတာတိုင်းနေရှိတဲ့ဒီနောက်ထပ် lot အချိန်ပဲသူတို့ပြန်ပြီးတော့စောင့်တိုင်းမှာတော့ရလိမ့်မယ်ဗျာဒီအချိန်မှာ stone one လေးလောက်ရှိနေဆိုရင်တော့ Matic နေနဲ့ lane တွေ free star ဖို့တော့လိုတယ် lane တွေအရင်တက်သွားမယ်သူတို့ကြိုးပြီးတော့ရှင်းလာမယ်ဆိုရင်တော့တစ်ဖက်ကနေပြီးတော့ OP လုံးဝ item full နေတဲ့အခါတွေမှာ BY front line ကတောင်းမဲ့ hero တွေ item pave တွေပြန်ပြီးတော့ရနေတဲ့အခါတွေမှာသူတို့အတွက် turning point တွေပြန်ပြီးတော့ပေးရနိုင်တယ်။ team 7ဒီရှေ့မှာရှုံးဝဲမရှိသေးတဲ့ရာလတ်တစ်ခုပိုင်ဆိုင်နားခဲ့တဲ့ rising death hole အတင်းတင်းသွားဖြစ်နေရဆိုတော့လေသူတို့ game number 1ရင်ဆိုင်လိုက်ရတဲ့ခက်ခဲချက်တွေကိုကျွန်တော် game number 2မှာလေသူတို့ဆက်လက်ပြီးတော့မယ်မြေတွေ့အောင်မယ်လို့တော့ထင်တယ်။ team 7ဒီပွဲနိုင်တော့ဒီကြောင့်မို့ game 3ပို့ပြီးတော့ကြည့်ကောင်းပါဗျာ။ဟုတ်တယ်ဒီချိန်မှာတော့မသိစီးနေနေတော့ကျွန်တော် create တော့ဖြတ်ဖို့တော့စူးစမ်းနေရဗျာ။တယောက်မှတော့ create မရှင်းသေးဘူး။ထို့မှ team 7အဲ့ဒီအတွက်ကြောင့်မလို့တော့ Megan 2ရဲ့40%အောက်ထိပဲပြန်တက်ယူနေရတာမျိုးတော့တွေ့ရတယ်။သူတို့လည်းတော်တော်လေးအနေမ များတဲ့ position များအဓိက danger aggress လို့ map မျိုးမှာတော်လေးဒီ NA ဂျားထဲမှာ creep ဖြတ်စားနေရတယ်လို့ပြောရမှာပဲဗျသန်ပေါ့ တောက်လျှောက်တွေကိုခြုံနေလိုက်စစ်နေရင်းနဲ့ပဲလောပေါ်လာဘူးတော့တမနစ်အောက်လေးပဲလိုတော့မယ်ကာဒီချိန်တွေမှာတော့မှောက်လို့မရတော့ဘူးနှစ်သိန်းလုံးကြားမှာဒီချိန်မှာ Hiroki ပေးရမယ်ဆိုလို့ရှိရင်တော့5-4တွေကျွန်တော်ဒါ low fight ဒီမှာဆိုင်သွားနိုင်တယ်ဗျာဒီပွဲမှာကျွန်တော်အရင် Patetin fight အရာ Hiroki ရဲ့အများအိုက်မကြအောင်ဆိုတော့ pick up တစ်ကောင် single pick up သွားဖြစ်နေရောဗောနော်ချိန်မှာပြန်ပြီးတော့ပြောင်းနေတယ်ပထမပြန်ဆိုတော့ slam power of veggie dash ပြန်ခံရတဲ့ခိုက်တဲ့တစ်ခုမှာတော့ bubble control ပြေးပြီးတော့ချိန်စပါ control tower ပြီး bubble line မှာလည်းပြေးပြီးတော့ပဲ open ပြေးထွက်နေတဲ့ခိုက်တက်ခုမှကျွန်တော်စီးအောင်လို့ရလိုက်သေးရဲ့ဗျာ K flash ရှိနေတဲ့ခိုက်တက်ပဲဂျန်ဂယ်လာကြီးမတည်သေးတဲ့ပုံစံတစ်ခုဖြစ်နေရဆိုတော့ဒီကြောင်ဒီ lock pad တွေကဆက်ပြီးတော့ရှိနေပါအောင်ပဲဗျာ4 for the 4 for the situation မျိုးထွက်မှတ်စီးရင် mimic တကောင်ကြောက်ရတယ် manipulation တွေတော်လေးအရေးပါအချိန်တစ်ခုတင်းစဲပန်းနေနေတော့3 mimic ဆုံးရှုံးလာတာလေတော်လေးအရေးပါဆိုတော့ဘာမှပြန်ကြည့်မယ်ဆိုလို့ရှိရင်လေ ball line control မှာတော်လေး pressure ပေးနေတဲ့ခွန်းရဲ့ cc ထပ်ပြီးတော့ပေးထားတယ်လို့ပြောရမှာဗျာ lock တဲ့တော့ king flash နေတော့ long time မှာစပြီးရှိနေတယ်ဆိုတော့ဒီဘက်မှာလေကျွန်တော်4ယောက်3ယောက်ဆိုတော့ကျွန်တော်ဒါ border jungle လေးမှာ ှာနှစ်သိန်းလုံးခေါင်းကျွန်တော်ပြန်ဆိုင်နေတယ်ဘူရဲရဲ့ pick off ကိုမြင်ရဖို့ရှိမယ် in modern နဲ့ဆိုတော့လေဘူရဲနဲ့ရရသလိုတွေဖြတ်လာဖို့လည်းရှိပါအောင်မယ်သူကလည်း way of the dragon တော့ကြံနေတဲ့အနေအထားတစ်ခုဗျာ so the way of the dragon ဘသူကံမလေးဆိုရင်အရာတစ်ခုလည်းပါရှိနေသေးရယ် obi now ပြေးခဲ့တယ် tsunami style တောင်းလိုက်ဗျာအမတန်ပေါက်သွေးတဝက်ညီပါခိုင်းသွားပြီ title strike သုံးပြီးတော့ပြန်လဲ four back wide မှာ flicker timing လေးကတော့တန်ပေါက်နေတယ်လုံးဝမဖေးသေးဘူးဆိုတော့ဒီ title fight မှာလေထပ်ပြီးတော့သူက pick off တွေမြင်ထွေးရဖို့ရှိတယ် flee နေတိုင်းပါရီပါရီရဲ့ဖြစ်တဲ့အတွက်ကြောင့်မယ်ကူရောင်းရကတော့အရင်များမှာတော့မဟုတ်ဘူးဒါပေမဲ့ lucky တကောင်လေးတော့ကျွနေပြီဘူရဲ့ပြန် ပြီးတော့မကြည့်မိတော့သေးဘူး။ The Wheel Drug ကိုဖြတ်ကန့်သလိုဂျူနိုအနားမှာတော့မရှိဘူးဗျ။ Fan to Ejuchin, Dollar Throw, Dollar Strike ပြန်ဝင်လာတဲ့ Find the Slot ကြီးကြားထဲမှာတော့ဘယ်သူမှတော့မပါဝင်သွားခဲ့ရင်ပဲ။အဲဒီမိတ်တိုင်မင်းကြီးကတော့ပြန်လှည့်ပြီးတော့စောင့်ဆိုင်ရမယ်ဆိုတဲ့အခြေအနေတစ်ခုပဲ။ဘိုးရဲ Wheel Dragon ပေးလိုက်ရမယ်မယ်လေ။ Lucky နေနေသူကအတောင်မင်းလိုက်ကြံနေလို့မယ်။ Ultimate တော့မရှိတော့ဘူး။သူတို့ညာလေ10 7 9ရောက်လို့ဆမ်းမပြည့်နေတဲ့နေရာတစ်ခုမှာလောဆုံးနေကောင်းတော့မှာပဲ။တော်မှလည်းမတဆင်းနေနေတော့သူတို့ low pressure တွေတောင်းချောက်ပေးပြီးတော့ပဲတဖက်မှာမကထောင်းနဲ့မရှိတဲ့အထင်းနေနေတာတခုကြောင့်မလို့ lane phase ရဲ့ pressure တွေ10 7ဘယ်လိုမျိုးကပါလဲလုံးမလဲအောင်လဲလို့ပြေးတော့ဆင်းသွားပြီဗျာ Monsieur 这边 o 洛 Game Flash，目前用出的 Information r e Je a 17 Low Stability e 这尼的，d 边马来看，Baseline i 的队 v 拿不到中单的，目前用的是这尼的。这边马来看，Baseline r prendre. Je vais vais 要多久能比呀？OK，now 马来比亚有 Retribution Lucky，这边我们要 find the slab 去把 White，这边 C K 拿不到 Pillar，这边拿 e 到 Pillar，这边 Pillar e prendre. 拿不到 Lucky，这边 So f o e r Man Retribution，Je vais a l prendre. a vais 这边马不要不要 Pillar，i 这边拿不到 Retribution，这边 t e m a d i a e 这边来得快一 a 这边拿不到。 OP i 呀，那 i 的不 carelessly。OP，那 a Julio now 会成为你的 lines，e a where 的呀？OP 现在你 pointing 那边，a 么 p i a n h i Nico，OP the Piano DJ 那边来个 plane double。Where 的 Piano will again 来开的 a trouble game。OP，台北的双 A 变 a body 呀。OP，怎么 game t i 么 dance man？Through e 路啊，e t 他 changes Europe 变来，就是 e loop 循 l e 路啊，那种 e 我们直 e 来呢，路 l 跑来啊，我们 OP，特别 e 你变 show 我们 response h i a h 呀。 ကျွန်တော်တို့က28 second နဲ့ king flash ကျွန်တော်ပြန်ထွက်လာဖို့ရှိရဆိုမှလည်းတော်တော်လေးအခါနှောင်းတော့မယ်လို့ပြောရမှာပဲဗျ lucky immortal နဲ့ဥဆောင်လာဆို OP immortal လည်းပါသေးတယ်ဘိုရဲတယောက်တည်းနဲ့ crit အုံလုံးရှင်းဖို့လုံလောက်ပါမလား immortal ကိုစီနဲ့ OP ရဲ့ပြစ်ခွဲချက်မှာဘိုရဲသွေးတတော်လောက်ထိကျနေရင်းနဲ့ပဲဟိုးနောက်တဲ့ဥမှာ OP ကိုထိန်းချဖို့ချိုးထားထားသေးတယ် lucky immortal ပြန်ကျမယ်မယ်လေ OP ရဲ့လက်ထဲမှာတော့ဘိုရဲ Yuki Pila နဲ့အတူပဲတင်း7ရဲ့ကမ်ဘတ်တစ်ခုကိုကျွန်တော်တို့ပြန်မြင်ခဲ့ရပါပြီ game number 2တော့တင်း7 ပြန်လဲနိုင်ရရှိလို့သွားနေနေပဲသူတို့လိုအပ်တဲ့နိုင်မွေးထုပ်ပွဲကိုတော့ဖန်တီးသွားနိုင်ခဲ့ဂိမ်းနံပါတ်ဂိမ်းနံပါတ်3ကိုကျွန်တော်ဆက်လက်ပြီးတော့မြင်တွေ့ရတော့မှာဖြစ်ပါတယ်အဓိကတော့ကျွန်တော် online မှာသွားပြီးတော့ပဲ vision open လုပ်ပြီးတော့သွားရှင်းလိုက်တယ်ဆိုတော့ဒီ jungler နဲ့ roam မှာနှစ်ယောက်ရဲ့ vision သွားပေါ်လိုက်တဲ့အခိုက်အတန့်မှာတစ်ဖက်ကနေ low low force လိုက်တယ်လာပြီးတော့ဆိုင်တဲ့ hero တွေကိုလည်းသူတို့ပြန်ပြီးတော့ဖြည့်ရှင်းဖို့အတွက်ကြိုပြီးတော့စီစဉ်ထားခဲ့တဲ့ pickup တွေ final slap တွေဒီ yard တွေကြားထဲမှာလည်း trolley ပြန်လဲပြီးတော့ပြေးထွက်လိုက်ရတယ်ဗျရောက်လာခဲ့တဲ့ jungler timing တစ်ခုကလည်း nearly out wide ပေါ့ ော်ကျွန်တော်တည်ပြီးတော့မှရောက်ရှိလာတာဆိုတဲ့အတွက်ကြောင့် objective ကိုလည်းလက်လွတ်လိုက်ရသလို hero key တွေကလည်းပေးလိုက်ရတယ် narrow space မှာသွားဆိုင်လိုက်တဲ့ဘက်တဲ့တစ်ခုက manipulation ကြားတဲ့၄ယောက်ပါသွားတာစပြီးတော့ကြာတာပဲဗျ အင်းဒီက manipulation လေးယောက်ကြားထဲမှာတော့ damage ကြီးအများကြီးစားသုံးလိုက်ရတာမျိုးလည်းကျွန်တော်တို့တွေးလိုက်ရတယ်ပေါ့နော်ကျွန်တော်ဘယ်လိုပဲပြောပြောပါကျွန်တော်တို့တစ်ဖက်အသင်းအင်းတွေနဲ့ကလည်းပြန်ကြည့်မယ်ဆိုလို့ရှင် season 1 champion တစ်ဖက်အသင်းအင်းနဲ့ပြန်ကြည့်မယ်ဆိုလို့ရှင် regular season ရဲ့ shot 1ဖြစ်နေတဲ့အနေအထားတစ်ခုဆိုနှစ်သင်းအင်းလုံးကတော့ episode 3ရဲ့ game number 3ကိုအပြေးဝသွားဖို့ကျွန်တော်တို့တော့ဆွဲခေါ်သွားပြီဗျ game number 2ကိုသုံးသပေးဖို့ panelist တွေမှာလည်းသုံးသပ်စရာလေးအများကြီးကြံနေပါသေးတယ်ကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ panel session လေးကိုသွားကြည့်လိုက်ကြအောင်ဗျာ ကဲတင်းဆေဗန်ကတော့ဂိမ်းနံပါတ်2မှာပြန်လည်ပြီးတော့ပဲကမ်ဘက်လုတ်ပြသွားခဲ့ရည်ဖြစ်ပါတယ်။ဟုတ်ပါတယ်။လုံးဝဒီဂိမ်း2မှာသူတို့နည်းတသိတခြားလေးကိုမှတာနော်ထရဖင်အားစပြင်ဆင်ထားတယ်လေကြာပြီးမြင်တွေ့ခဲ့ရရဆိုတော့နော်ဒီဂိမ်း2ကပို့ပြီးတော့မှကြည့်လို့ကောင်းတယ်။အာလီရဲ့ကပေါ့နော်ဒီအသင်းနှစ်သင်းကဘက်တရီဖြစ်တယ်ဒီမိခိန်းလောက်ထိဖဲသူပို့